ကီးရဲ့မန္တလေး vlog 1လေးရနေအားလုံးကိုကြိုဆိုလိုက်ပါရယ်။စားကောင်းတောက်ဖွဲ့တွေအရင်များတဲ့ရွှေမန္တလေးမှာကီဘယ်ရီသွားဆောင်မှာနဲ့ဘယ်ရီမှာသွားကင်းမှာလဲဆိုတာကိုလက်ကြည့်ပြပါဦး။အခုကမန္တလေးမှာတဲမဲ့ကီရီဟိုတယ်လေးကိုရောက်ပြီပေါ့နော်။တစ်ခေါက်တော့ကီယာဟိုတယ်ကွင်းမန္တလေးမှာတဲဖြစ်ပါရယ်။ဒီကကားပါကင်က underground parking ဆိုတော့ကားထွက်လဲစိတ်ပူစရာမလိုတော့ဘူးပေါ့နော်။ ခုဟိုတယ်ထဲကိုဝင်ပါမယ်။ဟိုတယ်ရီဆက်ရှင်သားမှာတူထွားလေးတွေဝယ်ဖို့အတွက်ကိုကောင်တာအသေးလေးတစ်ခုရှိပါတယ်။အခု key ကကိကက်လေးလည်းရပြီဆိုတော့ကိခန်းလေးကိုလိုက်ပြပါမယ်။ဟိုတယ်လေးကတန်တန်မြတ်မြတ်နဲ့ဈေးလေးတွေလည်းမဆိုးပါဘူး။အခု room tour လေးကိုကြည့်ပေးပါဦး။အခန်းဖွဲ့စည်းပုံကအရင်မကျဲပေမဲ့လိုအပ်တဲ့ facility တွေအကုန်လုံးပါတယ်။ပြီးတော့မီးရလည်း24နာရီရတယ်။ Wi-Fi လည်းကောင်းပါတယ်။ အခုမန္တလေးကိုရောက်နေတော့ကီယာမနက်ပဲသွားမယ်နေ့လယ်ပဲသွားမယ်ညနေပဲသွားမယ်ညပဲသွားမယ်ကုန်လုံးကို schedule တွေဆွဲထားပြီးသွားပါပြီခု router က swimming pool ကိုသွားကြည့်ကြမယ် router မှာက queen sky view restaurant ရှိပါတယ် hotel မကျဲပဲ restaurant မှာလာစားရင်လည်းညနေဆောင်အချိန်နေဆိုရင် router ကအရန်လှပါတယ်သူ့ရဲ့ view နဲ့ဆိုလို့ရှိရင် family date မလား couple date မလားပြီးွားရင်ပွဲတွေပါတယ် party ပါတယ်လို့လို့ကောင်းမဲ့ပုံပဲ ဒါလေးကတော့ swimming pool လေးပါ swimming pool ရဲ့ view ကလည်းတော်တော်လေးကိုမိုက်ပါတယ်ဆန်းဆက်အချိန်ဆိုရင် share ပဲနေ့လယ်စာကိုတော့ကေကြိုက်ကုန်းထက်ကကျစီထမင်းစားပါတယ်ဟိုတယ်မှာခဏနာညခဲ့ဖို့အတွက်အလှပြင်ပြီးတော့ the square ကိုသွားပါပြီပထမတစ်ခေါက်လာတော့က the square ကအကင်နေစားလို့ကောင်းပါတယ်မန္တလေးကိုရောက်ရင်ဒီဆိုင်ကိုလာပြစ်တာကဒီဆိုင်ရအစားအစာတွေကိုကြိုက်လို့ထက်သီယေတာကြီးကိုသဘောကျလို့လာပြစ်ကြပါ theater က open theater ဆိုတော့ကြည့်ရတာကြွတယ်။ sound system တွေကလည်းအရင်မိုက်တယ်။ lighting တွေကလည်းတော်တော်ခမ်းနားတယ်။ဒီတစ်ခေါက်စားဖို့မှာထားတဲ့ထဲကကြောင်မူထောင်းလေးတော်တော်ကောင်းပါတယ်။ဇန်နဝါရီတော့ကေတိတ်မကြိုက်ပါဘူး။ ီပထမတစ်ခေါက်သွားရဲရာ the square မှာဆိုရဲဘန်းဆိုရော်တွေကအတန်ကြီးကောင်းပါရဲ့ဘန်းရှိပြီးရောဘန်းဆိုရော်တွေကအတန်မကောင်းရင်အဲ့နေရာကိုသွားတာအလကားပဲလीနော် ဒါကကရဲ့ရှူတင်လေးတစ်ဖြတ်ပါကေရဲ့ vlog လေးရလဲရှင်းနေပြီဆိုတော့အားလုံးဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါရယ်မန္တလေး vlog 2မှာပြန်ဆုံမယ်အားလုံးပဲ bye bye ကေရဲ့ vlog လေးကိုစောင့်ကြည့်ပေးကြပါဦးနော် like and follow me နဲ့နော်